မြန်မာနိုင်ငံမိုးစလာဌာနနဲ့ဝလို့သားပြန်ရှင်ဦးဝင်းနိုင်ကအထူးသဖြင့်ငလင်တန်တဲ့ဒေတာရီစီမှာမုံတိုင်းကြောင်အသက်အန္တရာယ်ထပ်ပြီးတော့မဖြစ်စေဖို့အတွက်မိုးလေဝသမုံတိုင်းနဲ့ပတ်သက်ပြီးတော့အရေးပေါ်သတိပေးလာပါပြီပြည်သူတွေတည်တည်ကြကြနားထောင်ပေးပါဘင်္ဂလားပြည်လေအော်တောင်ပိုင်းမှာလီပီအာနေရှာဝန်လက်တလုံးအမီ92ဘီဟာအိန္ဒိယနိုင်ငံချန်နိုင်မြို့အရှေ့ဘက်345မိုင်ခန့်မြန်မာနိုင်ငံရဲ့စစ်တွေမြို့ရဲ့ နောက်တောင်ဘက်မိုင်690ခန့်နဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ကိုကတာမြို့တောင်အနောက်ဘက်မိုင်650ခန့်ကွာမှာဘူပြုလျက်ရှိပြီးတော့မြောက်ဘက်ဘင်္ဂလားပြည်လေအောအနောက်လေပိုင်းကိုဆက်လက်ရွေ့လျားလေးရှိကြောင်းကလေးဥယျာဉ်နိုင်တဲ့မိုဇလာဌာနကအတည်ပြုလိုက်ပါပြီ။လီဘီယာနဲ့ရှမ်းဝန်းဟာဘင်္ဂလားပြည်လေအောအနောက်လေပိုင်းကိုအေဘီလာ၁၀ရက်နေ့၁၇ရက်နေ့နေ့များမှာမုန်တိုင်းဖြစ်နိုင်ခြေ90ရာခိုင်နှုန်းရှိကြောင်း ECNWF Cyclone Genesis Chairman ဝေးနိုင်ကခံမှန်ပြီးတော့ကြိုတင်ပိတ်တရီကိုပြည်သူတွေကိုအတိပေးထားပါရီဒီဖီအန်ရဲ့ရဝန်အရှိန်ကြောင့်အေဘီလာကိုရမစတင်ပြီးတော့ဆလီစငါရဲ့အတွင်းရခိုင်ပြည်နယ်ချင်းပြည်နယ်မွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းပြီးတော့ရှမ်းပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်စတဲ့ဒေသများတွင် နေရာစစ်စိမ်နဲ့နေရာကွက်ကြားမိုးကြီးတိုင်းပါရီအေရီတိုင်းရဝန်တိုင်းပုဂူတိုင်းမှာတော့နေရာကွက်ပြီးတော့မိုးကြီးတိုင်းပါရီဒါကြောင့်မလို့အထူးသဖြင့်ငလေလုတ်ခဲ့တဲ့ဒေသတွေက ပူပီဆူရတာကြောင့်ပူပီယူဆိုင်နေထိုင်ချမှုကိုမလို့တာပညာရှင်ဦးနိုင်ကအရေးပေါ်ပြီးပြည်သူတွေကိုသတိပေးလာခဲ့တာပဲဖြစ်ပါတယ်ပြီးတော့အမေရိကန်ရဲ့ USGS ဖြစ်တဲ့ဘူမိဗေဒကလေးလေးလာရေးကော်မတီကလည်းမြောက်ဒီကမောင်ကလေးငယ်တွေဟာဆက်လက်ပြီးတော့လှူရှားနိုင်တာဖြစ်တဲ့အတွက်ငါးရသမားထက်ခြားရသမားထက်လေးထက်မှလှူရှားနိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေလာမယ့်၃လလအထိမပေါ်စကြဘူးကို အခုကလေးကနေကြိုတင်သတိပေးထားတာဖြစ်တဲ့အတွက်ပြည်သူတွေကြိုတင်ယူဆိုင်နေထိုင်ကြပါနော်